Hello ဝါလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်အအတင်းလိုက်ကစားပုံတော့ကောင်းလာမယ်ဆိုလို့ရှိရင်တော့မားတဲ့ဦးနနာကတော့ကောင်းလာမယ်လို့မထင်ဘူးတဲ့နော်အဒါအတင်းလိုက်ကောင်းလာရင်တော့ပြောလို့မရပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီအတင်းလိုက်တာကောင်းလာမယ်ခန်းစစ်ကလည်းအများကြီးကောင်းလာမယ်ဆိုလို့ရှိရင်ဦးနနာလည်းကောင်းလာနိုင်တာပဲဘောနော်ဒါဒါကျွန်တော်အမြင်ဘာလို့လဲဆိုတော့ Inter Milan မှာကောင်းခဲ့တဲ့ဒီသူ့ရဲ့ performance တွေအရေးသွေးတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် ဒေဂျာပေါကတော့ဗျာဒီအင်တာမီလန်မှာဆိုလို့ရှိရင်သူအများကြီးပူကောင်းခဲ့တာအများကြီးပူကောင်းခဲ့တာအင်တာမီလန်လောက်ခံစစ်ချက်တာအင်တာမီလန်မှာရှိတယ်ဆိုတော့အဲ့တုန်းကဆိုလို့ရှိရင်လည်းဦးနနာရဲ့ဆွမ်းဆောင်ပြီးဒီကကျွန်တော်နေတာတော့ကောင်းကောင်းတွေ့နိုင်တယ်ဒါပေမဲ့လို့အခုကအသင်းကအလုံးစုံတိုင်ပက်နေတယ်ဆိုတော့သူပါတိုင်ပက်လာတာဆိုတော့အခုလောက်ဒေဂျာပေါကတော့ဗျာနော်ဒီအသင်းလိုက်ကျွန်တော်တို့ဒီကောင်းလာနိုင်တယ်ခံစစ်ကလည်းအများကြီးကျစ်လာနိုင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဦးနနာအနေနဲ့လည်းဒေဂျာပေါကတော့ဒီလောက်တော့စူးမှာမဟုတ်တော့ဒီထက်ပိုပြီးတော့အများကြီးကောင်းလာနိုင်စွမ်းရှိတယ် တော့အဲ့အဲ့လိုယတိပြပြောလို့ရတယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်အတင်းကိုတဲ့အချစ်အောက်မြစ်ကနေပြီးတော့ပြောင်းလဲဆွဲလမ်းမရမယ်ဗျာတဲ့မဟုတ်လို့ရှင်တော့လက်ရှိကောင်းနေနဲ့နောက်ရောက်နောက်ရောက်နေတဲ့သူတွေကလည်းတိုင်ပတ်နေဦးမှာပဲအဲတခုတော့ရှိရပဲကျွန်တော်တို့ကကစားမားတွေကိုခေါ်တဲ့နေရာမှာရှေ့လျှောက်အတင်းတောင်ရှူတွေဘက်ကတောက်လျှောက်ကျွန်တော်မှားလာတာဗျာဒီလားမှားလာတယ်ဆိုတာကဟိုကိုအတင်းကဘလူးကစားကျင်တယ်လေပေါ့နော်ကိုလေသူကိုကျွန်တော်ကအတင်းလိုက်ကြီးကိုဘလူးကစားခွက်နဲ့ငါတို့သွားကျင်တယ်လေဆိုတာမျိုးကြီးကိုမမြင်ဘူးဗျာမမြင်ဘူးဆိုတာကဟိုပုံဒီအစီအစဉ်မရှိဘူး သိရမလားเนาะပြီးလို့ရှိရင်အဲ့ဒီနီးပြအတွက်ခေါ်ပေးတဲ့ကစားမားတွေကိုကျွန်တော်ကြည့်တော့လဲ profile တွေကဒီမျိုးတွေစီကျွန်တော် ခေါ်ပေးတာပြီးတော့ထားပါတော့ counter attack နဲ့ကစားခြင်းနဲ့ဆိုတဲ့နီးပြတွေရဲ့လက်အောက်မှာ position နဲ့ကစားတဲ့ကစားမားတွေကိုကျွန်တော်ခေါ်တယ်ဘာမှကျွန်တော်လုပ်လို့မရဘူးဥပမာ Tony Ban Debate 2ဘာလို့ပေါ့တကယ်တကယ်တန်းကအရင်အရေးချင်းရှိတဲ့ကစားမားလေးတွေဘာဖြစ်ခဲ့လဲဆိုတော့ position မှာကစားနေတဲ့အခါကျတော့ Oligana Social လက်ထမှာ time back ခဲ့တဲ့အရာတွေကျွန်တော်ရှိတယ်ဆိုတော့ position နဲ့ကစားခြင်းနဲ့နီးပြရဲ့လက်အောက်မှာကျတော့လေခေါ်ပေးတဲ့ကစားမားတွေဟာ status တွေကရန်ကောင်းနေတယ်ဆိုမျိုးလို့ profile တွေက counter attack နဲ့ကစားတဲ့ကစားမတွေဖြစ်နေတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘလို့မှအဆင်မပြေနိုင်ဘူး။ဒါကြောင့်လည်းပဲအတင်းကရှိမှာဆိုလို့ရှိရင်ကစားမတွေအရန်ကောင်းတဲ့ကစားမတွေရောက်လာတာတောင်မှ profile တွေပြအတိတယ်မလားနော်တလွဲစီတွေခေါ်ကြတဲ့အခါကျတော့တိုင်းပတ်တာပဲ။ဒါအပြင်ကစားမတွေကိုခေါ်ပေးတဲ့နေရာမှာလည်း counter attack နဲ့ကစားတဲ့နီးပြရဲ့လက်အောက်မှာကစားမတွေအပြောင်းအလဲတွေအများကြီးလှုပ်ထားတယ်။ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ဒီဗါလဲနီးပြတွေဗါတွေပြောင်းနေတော့နောက်တစ်ယောက်ထပ်ခန့်တော့လေ အဲ့ဒီကစားမားတွေအတွက်ခေါ်ပေးထားတဲ့သူတွေကိုခန့်တာမျိုးမဟုတ်ဘဲနဲ့ဒီတယ်မလား profile အမှားတွေထားပါတော့ counter attack နဲ့နီးပြနော်ဗာနီးပြကိုထုတ်ပြီးတော့ position ကစားတဲ့နီးပြကိုခန့်တာမျိုးတွေနော်အဲ့အဲ့နီးပြနေရာမှာနောက်ထပ်ဒီတယ်မလားဗာလဲ pressing ကောင်းတဲ့ပုံစံနဲ့တွားကျင်တဲ့နီးပြတယောက်ကိုခန့်တာမျိုးတွေကျွန်တော်ကကစားသမားတွေကနီးပြတွေက profile အမှားတွေကြီးပဲကျွန်တော်တို့ခန့်လာတာဒီတယ်မလားဆိုတော့အဲ့တော့ဗာဖြစ်လဲဆိုတော့ဘလောက်ပဲမိပဲမိလူကောင်းတွေခေါ်ခေါ်ဒီကစားမားတွေကအံဝန်ခွင့်ချမဖြစ်ဘူးဖြစ်နေတာ အဲ့လိုမျိုးနေပဲကျွန်တော်တိုင်ပတ်နေတာပဲအဲ့လိုမျိုးပဲကျွန်တော်တိုင်ပတ်နေတာဒါကြောင့်မနော်အသင်းဘက်ကရှေ့လျှောက်တော့အဲ့လိုတွေမမှားဘူးကျွန်တော်မျှော်လင့်တယ်ဘာလို့လဲဆိုတော့ Ineos ရောက်လာတာမကြသေးဘူးသူတို့မှားပြီးသွားပြီလက်ရှိကျွန်တော်တို့အနေနဲ့ Ineos ရောက်လာတဲ့အချိန်က Everton ကရှိနေတဲ့အချိန် Everton ဟာကိုသူတို့ယုံကြည်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆက်ထားပြီးတော့တန်ဟာလက်အောက်မှာနောက်ထပ်တန်းနေရကြတော့တုံပြီးတော့ Everton ကနဲ့အံဝန်ခွင့်ရဖြစ်မဲ့ profile ရှိတဲ့ကစားသမားတွေကိုခေါ်တယ် ဘာဖြစ်လဲဆိုတော့နည်းနည်းလေးအခြေအနေမကောင်းနိုင်တဲ့သူတို့အဆင်မပြေတော့ဘူးနေရာမပေးနိုင်တော့ဘယ်နဲ့နီးပြားတယောက်ကျွန်တော်ပြောင်းတယ်ပြောင်းတဲ့အခါကျတော့3ပတ်နဲ့ကစားတဲ့နီးပြားတယောက်ကိုသူတို့ခေါ်တယ်အသင်းမှာ win bucks တွေမရှိဘဲနဲ့ win back အပြုတ်ပြီးတော့ကစားတဲ့နီးပြားတယောက်ကိုကျွန်တော်ခန့်တယ် Nero number 10ကောင်းကောင်းကစားမတွေမရှိဘဲနဲ့ Nero number 10တွေကိုအားကိုးတဲ့ကစားနီးပြားကိုကျွန်တော်ခန့်တယ်ဆိုတော့ဘာဖြစ်လာလဲဆိုတော့အဲ့ဒီနီးပြားကပါအခုတိုင်းပတ်နေပြီ အဲ့ဒီနီးပြကဘာအခုတိုင်ပတ်နေပြီအခုလည်းရှိနေထားရသူတို့ခန့်ထားပါတယ်သူတို့ယုံကြည်လို့ခန့်ထားပါတယ်ဆိုတဲ့နီးပြကလည်းအချိန်ကြီးမကောင်းတဲ့နေထိုးကိုရောက်နေတယ်နော်အခုကျွန်တော်ကြည့်ပါလားဝင်းဘက်စ်တွေကိုအားပြုတ်ကစားတဲ့နီးပြတယောက်အတွက်ဘာဝင်းဘက်စ်မှာအဖြစ်မပြတာကဘယ်လိုလုပ်ပြီးတော့ဒီနီးပြအချိန်ကြီးကောင်းတော့မလဲနော်ကွင်းလေကစားမနှစ်ယောက်မှာဆိုလို့ရှိရင်လည်းဘာမှန်းသိတယ်မလားဒီဒီ Amorin အားပြုတ်တဲ့ကစားမတွေရဲ့ profile နေရှိမနေဘူးနော်ဆိုတော့ဟိုအများကြီးရှိမနေဘူးနော်ဒါဘယ်လိုပြောမလို့ဒီဥကာဒီလောက်ပဲကျွန်တော်ရှိတာဗျာ ပြီးလို့ရှိရင် Nero နံပါတ်10မှာဆိုလို့ရှိရင်လည်းလက်ရှိသူ Sporting မှာတုံးခဲ့တဲ့လူမျိုးတကယ်ကောင်းတဲ့ explosive ဖြစ်တဲ့ Nero နံပါတ်10ကစားမားတွေအသင်းမှာရှိမနေဘူး center forward ဆိုလို့ရှိရင်လည်းဒီတိုင်းပဲဆိုတော့ပြောချင်တာကနီးပြတွေကိုခံလုံးကလည်းအော်ဒီမားတင်းမှာဆွမ်းဆောင်ရင်ကောင်းနေပြသနေပါတယ်ဟေ့ဆိုပြီးတော့နီးပြတွေခံပလိုက်တာကိုအင်းနဲ့အန်ဝခွင့်ချဖြစ်မဖြစ်ကျွန်တော်တို့အနေနဲ့တိမနေဘူးပေါ့နော်လီဗာပူးတို့ဘာလို့ဆိုလို့ရှိရင်ဗျာဂျာဗီလွန်ဆိုတို့နဲ့တရင်တွေကျွန်တော်ထွက်တယ်ရှေ့မှာတရင်တွေအများကြီးထွက်တယ်တခြားနီးပြတွေနဲ့တရင်ထွက်တယ်ဒါပေမဲ့လို့လို့ဒါအမ်မိုရီနဲ့တော့သူတို့တရင်ထွက်ခဲ့သေးတာ သူတို့ဘောနော်ဒါသူတို့မှာအစွန်ကစားမကောင်းနေရှိနေတယ်ဆိုတော့နော်ခံစစ်သုံးအောင်နေကစားတဲ့နီးပြကိုသူတို့မခေါ်ခဲ့ဘူးမခေါ်ခဲ့ပဲနဲ့လက်ရှိမှာအာနီစလိုတို့ဘာတို့ကိုသူတို့အမှန်ကန်ခေါ်ခဲ့တယ်ပြောချင်တာကသူများအတင်းမှာကောင်းပြနေလို့ဟေ့ဆိုပြီးတော့သူတို့မခေါ်ဘူးသူတို့အတင်းရဲ့ project နဲ့ကန့်ညီတဲ့နော်ကစားနီးကစားမနီးပြတွေပဲခေါ်တာကိုအတင်းမှာကအဲ့လိုမဟုတ်ဘူးဗျာဒီလားသူများအတင်းမှာကောင်းနေပြီဟေ့ဆိုခေါ်တော့တာအဲဒါမျိုးပေါ့နော်ဒါကြောင့်အကိုအတင်းမှာကတော့အဲ့လောက်ထိပေါ့နော်ငါတို့ဘလို့ကစားကျင်တယ်လဲဆိုတဲ့ plan မျိုးကောင်းကောင်းတွေ့နေရတယ်လို့ကျွန်တော်တို့မထင်ဘူး ဆိုတော့ Ineos အနေနဲ့အဲ့ဒါကြောင့်ပြောတာအမှားတစ်ခုသူတို့ကျူးလွန်ပြီးသွားပြီးထပ်ပြီးတော့မမားဘူးကျွန်တော်လိုတယ်ဗျာဒါကြောင့်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဟိုဘယ်လိုပဲပြောင်းပြောင်းကျွန်တော်အသင်းကထက်ခေါ်တဲ့ကစားမတွေက profile ကြိုက်တဲ့ကစားမတွေမဟုတ်ဘူးဆိုရင်တော့တိုင်ပတ်ဦးမှာပဲဒါကြောင့်လည်းပဲရှိမှာခေါ်ခဲ့တဲ့ကစားမတွေကျွန်တော်တိုင်ပတ်တာ Ineos အဲ့ဒါတွေကိုပြောင်းလဲနိုင်မလားတော့ကျွန်တော်ကြည့်ရမှာပါဗျာ မခေါ်ခင်ကတော့ပြားတယ်လက်ရှိတိုက်စစ်ထဲကောင်းနေကြတာပဲတဲ့နော်အတင်းရောက်လို့ရှိရင်တော့တိုင်းပက်သွားတာပဲတဲ့နော်ဒါခုနကကျွန်တော်အခုလေးရင်ပြောသွားခဲ့တဲ့အကြောင်းအရာတွေနဲ့အများကြီးဆိုင်ပါတယ်နော်သူများအတင်းရဲ့ဘက်ကခေါ်တဲ့ကစားမတွေကောင်းနေပြီးတော့သိရမလားကိုရီအတင်းရဲ့ဘက်ကကျွန်တော်ဘာလို့မကောင်းအောင်တည်းလေဆိုရင်ဒါကိုရီအတင်းမှာကကိုနဲ့ကြိုက်တဲ့ကစားမတွေမခေါ်ဘဲနဲ့သူများအတင်းမှာကောင်းပါတယ်ဆိုတဲ့ကစားမတွေကြီးစွတ်ခေါ်လို့ပဲတူနာလီကတော့မရဘူးမရဘူးဆိုတော့ကဒီနယူကာဆယ်ကသူတို့ကပိုကောင်းခြင်းလို့နော်ဒီ AC Milan စီကနေပြီးတော့ဈေးကြီးပြပြီးတော့အရာခေါ်ထားတာ အဲ့လိုကစားမမျိုးကိုညူကာဆယ်ပြန်မရောင်းပါဘူး new garden เนี่ยကျွန်တော်တို့ကြားထဲမှာလဲဆက်ဆံကြီးကမကောင်းဘူးဗောနော်အဆင်မပြေဘူးမပြေလေဘူးဗောဗျာဆိုတော့ ida san လောက်ပဲကျွန်တော်မျောလင်းရမယ်ဒါတော့မှ adenala เนี่ยကျွန်တော်တို့ကြားထဲမှာဆက်ဆံကြီးလေးကမဆူဘူးလို့ကျွန်တော်ပြောလို့ရတယ် resman hwailand ရဲ့နော်အပြောင်းရွှေ့တို့နော်ပြီးလို့ရှိရင် armadia လို့ရဲ့အပြောင်းရွှေ့တို့ဒါတွေကနေကြည့်ရင် ida san เนี่ยကအဆင်ပြေကောင်းပြည်ညာနေဗောနော် စပိုတင်းကားတယ်နော်ကွင်တာကားတယ်လာမယ့်နေရာဒီအပြင်ရောင်းရှိမှာအင်းကိုရောက်နိုင်လားတဲ့အဲအခုချိန်ကပြောဖို့ခဲရင်ပါသေးတယ်တော့ကွင်တာအနေနဲ့အသက်ကတအားငယ်သေးတယ်ဗောနော်ဆက်ရှင်နေပြည့်ပြီဆိုလို့ရှင်တော့အတင်းဘက်ကခေါ်လို့ရပြီဒါအပြင်ပြောင်းရွှေ့ကြီးစပိုတင်းတောင်းတော့ပေးနိုင်လို့ရှင်တော့ရမှာပေါ့ဗျာ MOD ကြိုက်တဲ့ကစားမှာပဲဟုတ်တယ်မလားဆောင်းတော့ကျွန်တော်ကြည့်ရမှာပါအတင်းဘက်ကဒီကစားမလေးတွေကငွေဘယ်လောက်ထိတက်နိုင်မလဲဆိုတဲ့အပေါ်မှာလည်းအများကြီးမူတည်သေးတာကို Ineos ကားတယ်နော်ခဏခဏမှားနေတယ်ဗျာတဲ့ Dan Ashworth ကိစ္စလည်းမှားတာပဲတဲ့နော်အဲ့လိုအဲ့ကြောင့်ပြောကျွန်တော်တို့အတင်းမှာက ဒီဘယ်လိုပြောမလဲဟိုရောက်လာတဲ့သူတွေတိုင်းကပေါ့နော်အကုန်လုံးဟာတိုင်ပက်နေကြတယ်နော်အကုန်လုံးဟာတိုင်ပက်နေကြတယ်သူဟာနဲ့သူသူပြောမလဲအစဉ်ပြေဖို့အတွက်မရှိဘူးပြသေးတာနော် ရောက်တဲ့သူတိုင်းကအသင်းကိုဒုက္ခပေးသလိုဖြစ်နေတယ်ဒါကြောင့်လည်းပဲကျွန်တော်တို့ Manchester United ပြည်သက်တွေသူတို့စီမှာရှိတဲ့ပြည်သက်တွေကဒီပွဲသွားကြည့်မဲ့ပြည်သက်တွေကဒီနေ့ Arsenal နဲ့ပွဲဆိုရင်သူတို့ဒီဗာလဲအဝါလို့ဖို့ရှိတယ်ဘယ်လိုပြောမလဲဆန္ဒပြကြဖို့ကျွန်တော်ရှိတယ်ပေါ့နော်အာဂလီဇာအနေနဲ့ဒါအသင်းကိုအလုံးစုံရောင်းချဖို့ ਨੇ ပတ်သက်ပြီးတော့ ဆိုတော့ဘာလို့ဆက်ဖြစ်လောက်မလဲတော့ကျွန်တော်ကြည့်ရမယ်။ Okay ဒါကနော်။နော်ဂလီဇာဂလီဇာအတိရောက်မားတဲ့အတင်းကပြောင်းလဲမလို့ထင်တာ။ Okay ဒါကတော့ဟိုဘယ်လိုပြောမလဲ။ဂလီဇာအတိဆိုတော့ဘလုတ်ဂလီဇာအတိကမနော်။ပိုင်ရှင်အတိတွင်းနေသူညှော်လင်းရမှာပေါ့ဗျာ။ဒါပြမဲ့လေလို့အခုကအီနီယိုစတို့ရောက်လာတော့လေ။အီနီယိုစတို့ရဲ့လုပ်ပုံကင်ပုံတွေကဟုတ်မလို့လို့ဟုတ်မလို့လို့နဲ့မဟုတ်သေးဘူးကျွန်တော်ဖြစ်နေတယ်ဆိုတော့ဘယ်ပိုင်ရှင်ကိုယုံလို့ယုံရမှာမသိဘူးဖြစ်နေတာနော်။ အသင်းကားတဲ့အရာရာအဆင်မပြေနေတဲ့အချိန်မှာစိတ်သက်သာရာစိတ်ကူးရင်ရမှာပဲတဲ့ရရှိရောင်းပြားတဲ့မင်းနူးကိုရောင်းနော်အန်တိုနီကိုရောင်းနဲ့ကက်စမဲရိုကိုရောင်းဒီလိုပါလေးရဆိုလို့ရှေ့ပဲတဲ့နော်စိတ်ကူးပေါ့ဗျာနော်အင်းစိတ်ကူးကတော့သိတယ်မလားနော်ကျွန်တော်နော်ပတ်စံမှာမပြီးရတာစိတ်ကူးတာဟုတ်တယ်မလားလူပိုလေးကိုရောင်းထုတ်တင်နေဗျာတဲ့အဲလူပိုလေးကိုရောင်းထုတ်တင်ပါတယ်ဒါပေမဲ့လက်ရှိမှာအသင်းကလူစင်းကိုမလောက်ဘူးဖြစ်နေတယ်နော်ပွဲတပွဲကံဖို့အတွက်နော်အပြောင်းလဲတောင်မှလှုပ်เสีย 9ယောက်ယူသွားလို့ရရင်တည်သွားလို့ရရင်ကျွန်တော်တို့ခေါ်သွားလို့ရရင်9ယောက်လောက်ပဲခေါ်နိုင်တယ်ဆိုတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်နေတယ်။ injury ပြဿနာတွေပါနေကြုံနေတဲ့ injury prone တွေကိုကျွန်တော်ရောင်းချနိုင်ဖို့လိုပြီးတေချာပေါက်ရောင်းချနိုင်မှာမဟုတ်ဘူးလာမယ့်ຫນွေမှာဘာလို့လဲသိလားဒီကောင်တွေကဘယ်လိုပြောမလဲဒီနော်ယာဒီကုန်ကနီးကြံကောင်းလာမယ်အေကောင်တွေအပြောင်းရွှေ့ယာဒီတွေရောက်ပြီးဒီကောင်ကျူးသွားပြီဒီလားအပြောင်းရွှေ့ယာဒီရောက်ပြီးဆိုကျူးသွားပြီယာဒီဆိုင်ပြန်ကောင်းပြီနော်6ဘွဲလောက်ကစားရင်ပြန်ပြီးတော့ကျူးသွားပြီအဲ့လိုဒီလာမှာ နော်နွေရာသီအပြောင်းအရွှေ့ရောက်ပြီဆိုတာနဲ့ဒီကောင်တွေကမကောင်းတော့ဆိုမကောင်းရင်ကျွန်တော်ရောင်းလို့မရတော့ရောင်းလို့မရတော့အဲ့ဒီမှာဆက်နေရမယ်ရာသီစတဲ့6ပွဲလောက်ကစားပြီးကြည့်ရပြီးရင်ကျူးတော့မယ်တရားဒီလိုနေပါအဲ့လိုမျိုးနဲ့ကျွန်တော်ရှေ့မှာဘယ်ကစားမှားကူမှုဆိုကျွန်တော်ကောင်းကောင်းလက်လွတ်လို့မရအောင်ဖြစ်နေတာတော်တော်တိုင်ပက်တယ်တော်တော်တိုင်ပက်တယ်ဆိုတော့အဲ့ကောင်တွေကိုရောင်းဖို့လိုတယ်ဒါပေမဲ့ရောင်းတဲ့ရာသီအပြောင်းအရွှေ့ရာသီဒီမှာဒီကောင်တွေကသိတယ်မလားဒီပါလဲဒီဟိုဟွာတွေဖြစ်နေရပါနာနေတယ်ဆိုတော့ရောင်းလို့မရအောင် ဆိုတော့ Ineos အဲ့လိုကစားမားတွေကိုကျွန်တော်ရှင်းဖို့လိုတယ်အဲအာဆင်နယ်နဲ့ပွဲမှာတဲ့ Rasmus Højlund ကိုကြော်ပြီးတော့တယ်နော် Ciro Obi ဘာတွေပွဲထွက်လာနေလားတဲ့နော်ကျွန်တော်တော့မထင်ပါဘူးမထင်ပါဘူးဆိုတာတခြားမဟုတ်ဘူးအဲ့ဒီခုလို့ရှိတယ်ဗောနော်ဆူစီတဲ့နဲ့ပွဲမှာဆူစီတဲ့နဲ့ပွဲမှာကျွန်တော် Højlund ကိုမိနစ်90အပြည့်သုံးခဲ့တယ်မလား Højlund ကိုမိနစ်90အပြည့်သုံးခဲ့တယ်ပြီးလို့ရှိရင်ဒါပြီးတာနဲ့ကျွန်တော်အိုက်နှစ်ရက်အတော်တွင်းမှာပဲကျွန်တော်ကအာဆင်နယ်နဲ့ကစားရတယ်ဗျာအဲ့ဒါပြီးတာနဲ့ဆိုစီလနဲ့ဒုတိယကြော်တွေပါလေကစားရမယ်ဆိုတော့တေချာဘောက်ကတော့အပြောင်းလဲတော့ကျွန်တော်လုံးမရမှာပဲဒါမျိုးလို့အာဆင်နယ်အသင်းရဲ့ခံစစ်နဲ့ဗျာ ဖြစ်နေကျွန်တော်တို့ချီရိုအိုဘီကိုထည့်လို့ချီရိုအိုဘီယုံကန်ရတယ်ဆိုတာနဲ့ Resman Whiteland ကိုထည့်လို့ Resman ယုံကန်ရတာနဲ့ဆိုလို့ချင်း OB ယုံကန်တာကပို့ပြီးတော့ပြောမှာဒါသိကြရတယ်ဆိုတော့ဒီလူငယ်ကစားမားလေးက senior ပွဲတွေကစားနေတာဘယ်တော့မှရှိသေးတာမဟုတ်ဘူးဆိုတော့ Arsenal လိုမျိုးလက်ရှိ Premier League ရဲ့ strong အဖြစ်ဆုံးခံစစ်ကိုသွားပြီးတော့ယင်ဆန်ရတဲ့အနေအထားမျိုးမှာချီရိုအိုဘီကိုထည့်လိုက်လို့ကျွန်တော်တို့အများကြီးမျှော်လင့်လို့မရဘူးပွဲထွက်ခွင့်ကတော့ Resman Whiteland နဲ့ပဲပါလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပြီးလို့ရှိရင်သူအသင်းဟောင်းနဲ့လည်းဖြစ်နေတဲ့အတွက်ဒုတိယကြိုးလောက်ကြာမှာပဲ ဆော်ရီပါဒုတိယပိုင်းနေပါလေကြာမှာပဲကျွန်တော်ဒါချီရိုဘီကိုထည့်လိုက်မယ်လို့ကျွန်တော်ထင်တယ်ပယ်ရစ်တိုင်းစစ်ကိုရောတဲ့ဘာစနေရကြိုက်လာပြားတဲ့ဂျွန်နသန်ဒေးဗစ်ဆိုရင်ဘလိုမီနဲ့ကျွန်တော်တော့မာဒီတာကိုအဲ့လောက်ကြည့်တဲ့သဘောကြားနေတယ်မှာမပါဘူးကွနော်ဘလိုပြောမလို့ physical ကြီးကောင်းတောင့်တာမှန်ပြီမဲ့လေလို့လက်ရှိပေါ့နော်အသင်းအသင်းအသင်းရဲ့ကစားမတွေတဲ့ပူကောင်းတာတော့မှန်နေပြားဒါသေးကြပါဝင်ရောပြန်နော်အသင်းရဲ့ကစားမတွေတဲ့ပူတော့ကောင်းနေတာသေးကြတယ်ဒါပေမဲ့လေလို့ကျွန်တော်တို့သွားကျင်တဲ့အဆင့်တန်းတစ်ခုကိုရောက်ဖို့ဆိုလို့ရှိရင် မာတီတာတဲ့ပူကောင်းတဲ့ကစားမတွေကိုခေါ်လို့ရတဲ့အချိန်မှာမာတီတာတဲ့ပူကောင်းတဲ့ကစားမတွေကိုရောက်အောင်ခေါ်သင်းတယ်။မာတီတာတို့ဘာလို့တရင်ထွက်တယ်ဆိုတာတခြားကြောင့်တရင်ထွက်တာမဟုတ်တစ်ချက်ပဲရှိတယ်။ဈေးသက်တာလို့တခြားတိုက်စစ်တွေနဲ့ရှင်ဈေးသက်တာလို့တရင်ထွက်တာ။ဒီလားဆိုတော့ကျွန်တော်ကတော့အသင်းနေနဲ့မာတီတာကိုကျူးပန်းတာဆိုတော့တခြားကစားမတွေကိုအရင်ကျူးပန်းနေတယ်လို့ကျွန်တော်ထင်နေပါတော့။ဂျိုဂျူအာကိမစ်ကိုခွန်ရဲဂျိုဂျူအာကိမစ်ကဘိုင်မင်းနဲ့၄နှစ်စာချုပ်တရင်တူတော့မှာပါနော်။၅နှစ်လောက်တရင်တူမှထင်ပါတယ်။အခုဒီကောင်နဲ့အသက်30 ကင်မစ်အသက်30ပြည်ရင်ကြောင်း2030ထိဆိုတော့ဟုတ်တယ်ကြွားအော်2029ထိဆိုတော့၄နှစ်တရန်တိုးမဲ့တရန်တိုးပါလိမ့်မယ်ဘိုင်ယန်မြူနစ်နဲ့ DND Lab ကိုမကြိုက်ဘူးလားဗျာတဲ့နော်အဲ DLab ကမန်ချက်စတာစီးတီးကတန်း40နဲ့ပြန်ခေါ်ခွင့်ရှိတယ်ဘာညာဆိုတော့အတင်းတွက်ကတော့တိတ်ပြီးတော့ chance မရှိဘူးဗျာဒီလားဒါပေမဲ့ DLab ကလည်းပြီးရင်ဒီ तू तू ကတော့တကယ်တကယ်ဗျာဒီလား तू ကလုံးဝလုံးဝ center forward တကယ်လုံးဝ RDS center forward profile မျိုး အမ်ပြည်နာကသူတရာစီလောက်ပဲလှုပ်ပြနိုင်သေးတာဗောနော်ဆိုတော့ risk များတယ်ဗျာဒီလားဆိုတော့အတင်းဘလောက်ထိ risk ယူနိုင်မလဲကျွန်တော်ကြည့်ရမှာပဲ real ကုသမားတယ်နော်လူနေကိုခေါ်ရမှာတယ်ရမယ်လို့လို့ထင်နေတယ်အဲကုသမားလူနေကတော့ကျွန်တော်ပြန်ကြည့်တာဒီအဲ rumor သတင်းတွေတော့ထွက်နေတာဗောနော်ဒါ real မထွင်းနဲ့ real မထွင်းကနေသူပြောင်းကျင်နေတော့ဘာလို့ဗောဖလားတွေဘာတွေရတာမှန်ပြီမဲ့လို့သူရဲ့အချင်းကြီးရ ပွဲထွက်လူပွဲထွက်ခွင့်မှာသူကစားကျင်နေပေါ့ဗျာဟိုကလည်းကော်တူဝါရှိနေတယ်ဆိုတော့ကော်တူဝါလိုဂိုးသမားကိုကြော်ပြီးတော့နေရာမရဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့သူကလည်းအပြောအတင်းကထွက်ချင်နေပါညာပေါ့အဲကျွန်တော်ကအတင်းဘက်ကခေါ်ဖို့အတွက်တကယ်ကျူပန်းမကျူပန်းတော့နေရာဒီပြောင်းရွှေ့ကြမှာပဲတေချာတိရမယ်နော်ကျွန်တော်ဂိုးသမားကိုသူတို့တွေဦးစားပေးကျူပန်းမယ်တယ်မှာပါမယ်လို့ကျွန်တော်မထင်ဘူးကျွန်တော်အမြင်ရဆိုရင်ပြောတာကြည့်ရှုပါပြီးတဲ့ညီကိုများလုံးကိုကြည့်တိများကြပါရစေ channel လေးကို subscribe နဲ့တူဆိုလို့ရှင်နေပြီတော့တောင်းဆိုပါရစေဆိုတော့အားလုံးကိုကျေးဇူးပါ